ယောဂီသူတော်စင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်ကတော့ဟိတေတီဆရာတော်ပဲဖြစ်ပါတယ်ဒါသူတော်ကောင်းတွေနဲ့ပေါင်းလိုက်ရင် သူတော်ကောင်းစကားကြားရတာပေါ့သူစီကထွက်လာတဲ့နှုတ်ကနေထွက်လာတဲ့အတန်တွေဆိုတာ သူပြုလုပ်နေတဲ့လမ်းကြောင်းပေါ့အဲ့လိုပဲပြောရပါလိမ့်မယ်။အာမဟုတ်ရင်ဟွာချင်းလုံးခတ်တက်တဲ့သူနာကိုတော့ရင်ချင်းလုံးအကြောင်းပဲဆွေးနေရတာပေါ့နော်။ဖိကစားတက်တဲ့သူနာတော့ရင်ဒါဖိအကြောင်းကိုပဲပြောကြတာပေါ့။လောင်းကစားအကြောင်းပဲပြောကြတာပေါ့။အာတရားမက်နေတဲ့သူနာကိုတော့လိုက်ရင် တရားအကြောင်းပဲပြောရတာပေါ့ဒါကတော့လောကသဘာဝပဲဒီပုံကြီးနံပေါင်းလို့တရားစကားကြားတာမဟုတ်ဘူးဘာဖြစ်လို့လဲပုံကြီးเจ้าကိုသွားကြည့်ဒါအဲ့ဒီပုံကြီးတရားမှတ်နေတယ်ဆိုရင်တရားအကြောင်းကိုပြောမှာစီပေါ်ရေးစိတ်ဝင်စားတယ်ဆိုရင်စီပေါ်ရေးအကြောင်းကိုပဲမေးမှာเนาะဒါတော့ ပါလေဆိုတော့အဲ့ဒါနဲ့အသေဝနာစပါဠိနဲ့ပန္ဒိတနိစသေဝနာဆိုတာမင်္ဂလာတုံးမှာပါတယ်ပညာရှိသူတော်ကောင်းနဲ့ပေါင်းပါလူမိုက်ကိုမပေါင်းပါနဲ့ဆိုတော့လူတွေကလူမိုက်ကိုရှာမတွေ့ဘူးလူမိုက်ဆိုတာပါလေမြတ်စွာဘုရားကနော်အမှန်မမြင်သေးတဲ့သူဟာလူမိုက်ပဲ သမ္မာဒိဋ္ဌိကိုပြောတာအမှန်မြင်နေဆိုတာသမ္မာဒိဋ္ဌိဒီသမ္မာဒိဋ္ဌိကို မကြားသရွေ့အကောင်လုံးကလူမိုက်တွေကြီးပဲဒီသမ္မာဒိဋ္ဌိမကြားရင်ဘာဖြစ်နေလဲဗျာအမှမြင်နေတာပေါ့မိစ္ဆာဒိဋ္ဌိဖြစ်နေတာပေါ့မိစ္ဆာဒိဋ္ဌိဆိုတာဗုဒ္ဓဘာသာကို မကိုးကွယ်တဲ့လူကမှဆိုလိုတာမဟုတ်ဘူးခုံကြီးเจ้าကိုမတော်တဲ့သူကမှဒိဋ္ဌိလို့ခေါ်တာမဟုတ်ဘူးเนาะ မိစ္ဆာဒိဋ္ဌိရောက်ဆေးနှစ်ပါးတောင်ရှိတယ်။အဲ့ဒီမှာဒိဋ္ဌိသုံးပါးနာမည်ကြီးလို့တတတာဒိဋ္ဌိတက္ကရာဒိဋ္ဌိဥစ္စေတာဒိဋ္ဌိနော်အများကြီးရှိသေးတယ်နော်အမရဝိခေပဒိဋ္ဌိတို့ဒိဋ္ဌိတွေရောက်ဆေးနှစ်ပါးမှာပြောမယ်ဆိုရင်အများကြီးရှိတယ်။အမအဲ့ဒါတွေကြတော့လိုက်မဲ့နေရမှာဘုရားလောက်ပဲရမှာလူရင်းကိုပြောပါဆိုရင်ဒီ သုံးပါးသောမိစ္ဆာဒိဋ္ဌိဟာငါသူတပါယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါလို့ထင်တာသတ္တဒိဋ္ဌိသက္ကာယဒိဋ္ဌိနော်အဲ့ဒါသက္ကာယဒိဋ္ဌိသတ္တဒိဋ္ဌိကခိုင်နေမြေတွေလို့ယူတာသတ္တဒိဋ္ဌိအုပ်စေတာဒိဋ္ဌိဆိုတာပြည့်ရင်ပြီးရောဒီဘဝဆုံးလိုက်ပြီးပြီလို့ထင်နေတာအုပ်စေတာဒိဋ္ဌိဖြစ်တယ်ဒီဒိဋ္ဌိသုံးလုံးအရေးကြီးတယ်အဲ့ဒါနဲ့ အလုံးစုံသောပညာရှိတို့တရားမှာသမ္မာဒိဋ္ဌိဥဆောင်ပါတယ်သမ္မာဒိဋ္ဌိဖြစ်မှကျန်တဲ့နော်သမ္မာဝါစာတွေသမ္မာကမ္မန္တတွေသမ္မာဝါယမတွေဖြစ်လာမှာလေဒါမှဟိုကပါလေသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝလို့ခေါ်တယ်သီလမဂ်ဂင်၃ပါးပြည့်စုံလာမှာ မြတ်စွာဘုရားရှောက်ခေးလေးလမ်းကဒီဘက်ကို ရှောင်းလိုက်ပြန်ရင်လဲမစမတော့ပဲတရားချင်းကြံရင်လဲအတ္တကီလမထာနုယောကအစွန်ရောက်တဲ့လမ်းရောက်တော့တယ်ကာမဘက်ကိုဒါသုံးပဲသုံးမယ်စပဲစမယ်ပျော်ပါမယ်နေတိုင်းအယက်တော့မယ်ဖေးရိုက်မယ်ပျော်ပျော်ရွှင်ရွှင်နေမယ်ဆိုတဲ့အခါကြတော့လေကာမဒုက္ခလီကနုယောကလမ်းဖြစ်တော့တယ် ဲ့ဒါလန့်နဲ့သွေးလန့်မနေတဲ့လန့်တစ်ခုမိစိမပฏิပဒါလန့်ဆိုတာသံမာဒိဋ္ဌိဥဆောင်တဲ့လန့်ကိုပြောတာပါအဲ့လိုသံမာဒိဋ္ဌိရဖို့အတွက်အဲ့ဒါနဲ့တရားမတ်တည်ဆိုတာအရင်ဆုံးဒိဋ္ဌိဖြောရတယ်ဒါကိုပြောတာဒိဋ္ဌိဖြောဖို့အတွက်အကြောင်းအကျိုးကိုနားလည်ဖို့လိုတယ်အကြောင်းအကျိုးဆိုတာပဋိစ္စဆိုတာအကြောင်းသမုပ္ပန်ဆိုတာအကျိုး ပဋိစ္စဆိုတာအကျိုးသမုပ္ပတ်ဆိုတာအကြောင်းဘယ်လိုပဲယူယူဒါပဋိစ္စသမုပ္ပန်နာပဋိစ္စသမုပ္ပါဒเนาะဘယ်လိုပဲကြာဖို့ဘယ်လိုပဲယူယူလိုရင်းကမြန်မာလိုပြောရင်အကြောင်းနဲ့အကျိုးအကျိုးနဲ့အကြောင်းအကြောင်းတလေအကျိုးတလေအကျိုးတလေအကြောင်းတလေဘုံလုံးတလေငပြန်တလေအဲ့လိုဖြစ်တာပေါ့စိတ်ဆိုတာလည်းအဲ့လိုပဲပေါ့အကုသိုလ်စိတ်လေးဖြစ်တယ်တစ်ခါတစ်ခါအကုသိုလ်စိတ်လေးဖြစ်တယ် ကျလို့ယောနေတာပဲလေအကုန်လုံးကယောနေတာပဲဒါကုသိုလ်စိတ်မဖြစ်ဘူးလို့လည်းပြောလို့မရဘူးဖြစ်တဲ့အခါဖြစ်တယ်အကုသိုလ်စိတ်လည်းဖြစ်တဲ့အခါဖြစ်တယ်အဲ့ဒါနဲ့စိတ်ကိုစောင်းရှောင်းပြီးတော့နေရင်အကုသိုလ်စိတ်ဖြစ်ခွင့်မရအောင်အကုသိုလ်စိတ်ဆိုတာဘယ်လိုမျိုးလဲလောဘတွေဒေါသတွေမောဟတွေနဲ့ချိန်တွေးတဲ့စိတ်ဟာအကုသိုလ်စိတ်အကုသိုလ်စိတ်စိတ်နှစ်ပါးရှိတယ်လေမောဟမှုစိတ်ရှိပါလောဘမှုစိတ်နှစ်ပါး ဒေါသမူစိတ်နှစ်ပါးနော်အထတာလောဘမူလနိဒေါသမူလနိစဒွိတာတဲ့မောဟမူလနိစဒွေတိဒေါဒတကုသလတိယုံတဲ့အကုသိုလ်စိတ်ဆိုတဲ့စိတ်နှစ်ပါးရှိတယ်အဲ့ဒါကုသိုလ်စိတ်တွေဖြစ်ဖို့အတွက်စိတ်ကိုစောက်ရှောက်တဲ့နိလန့်ကိုသိပြီးတော့